ရုပ်ရှင်နေနဲ့မှာမြားမှန်နေဆိုတာတကယ်တော့ဒီလောက်ကိုရိုးရှင်းပါတယ်ကြည့်လိုက်ရင်တော့အရန်ကိုအန်ဒီယံများပြီးတော့အခက်ခဲတဲ့ပုံစံပါပဲတကယ်လက်တွေ့မှာတော့အရန်ကိုမှဘေးကင်းပြီးတော့ရိုးရှင်းတာကိုတွေ့ရပါတယ်ခမားဘယ်နေရာကနေပဲလေးလာခြင်းချင်းအဲ့ဒီနေရာကနေဘ ਹੁ တုဒ္ဒတာတွေရရှိနိုင်ပါတယ်ပထမဆုံးကတော့စက်ပစ္စည်းကိုတုံးထားတာဖြစ်ပြီးတော့မှတကယ်တော့လေးနဲ့များကိုကြိုပြီးတော့ဖွက်ထားတာပဲဖြစ်ပါတယ်ဒါကခမားမမြင်ရတဲ့ရှူတော့ငါပဲဖြစ်ပြီးတော့မှငါးဖန်ကျင်းနေကြိုးတစ်ချောင်းနဲ့ထပ်ပေါင်းဆက်လိုက်မယ်ဆိုရင်တော့မြားမှန်တဲ့ပုံစံကိုလုပ်လို့ရပါပြီ။ များပြလိုက်တဲ့အချိန်မှာအရေရှူတောင်းကိုအာယုံဆိုင်ဖို့အတွက်မလိုတော့ပင်နဲ့ခနာကိုမြောင်းမနာလေတေချာပေါက်ဒီလိုပုံစံပဲဖြစ်ပါတယ်။အရေဆက်ကိုဖတ်ထားလိုက်မယ်ဆိုလို့ရှိရင်ရပြီဖြစ်ပြီးတော့လက်ကိုသုံးပြီးတော့တစ်ချက်ကလေးဆွဲလိုက်တာနဲ့မြားမှန်လို့ရပြီပဲဖြစ်ပါတယ်။နောက်ဆုံးမှတော့ကင်မရာနဲ့တွန်ခါတဲ့ရိုက်ကူနီးကိုတစ်ချက်ပေါင်းထည့်လိုက်မယ်ဆိုရင်ဒီလိုမျိုးမြားမှန်တဲ့ဇဝင်ငယ်ဟာတေတက်လှပစွာနဲ့ထွက်လာမှာပါ။အရေကမှာပြောချင်တာရှိနေတဲ့တငယ်ချင်းလေးတွေတေချာပေါက်ရှိမှဖြစ်ပြီးတော့လေးနဲ့များပြတဲ့တချို့ဇဝင်ငယ်တွေရှိသေးတာကိုလည်းခင်ဗျားတို့တွေ့နေပါလိမ့်မယ်။ ဒါကတော့ထပ်ပြီးတော့ဘလို့များလှုပ်ရတာပါလေဟုတ်ကဲ့စိတ်မပူပါနဲ့အခုကတော့ပဲအရန်ကိုရိုးရှင်းပါတယ်ဒါကလည်းအတူတူပါပဲကျင်းနှံကျိုးတစ်ချောင်းပဲလိုတာဖြစ်ပြီးတော့မှဒါဆိုလို့ရှင်တော့လှုပ်လို့ရပြီဖြစ်ပါတယ်စကူခွေးနှစ်ခုကိုတုံးပြီးတော့မှလင်းနဲ့အများပေါ်မှာကျင်းနှံကျိုးကိုမြဲနေအောင်တွေထားလိုက်မှဖြစ်ပြီးတော့ခေမေကောင်နဲ့ပုံစံတူပြီးခမရမျက်စိမေးပြီးတော့ပြင်မယ်ဆိုတော့မှလုံးဝကိစ္စမရှိပါဘူးလင်းနဲ့များကလည်းကျင်းနှံရဲ့ဗလန်အရဝဲပြန်လာမှဖြစ်ပြီးတော့မှဒါကြောင့်ခမရဟာကြိုပြီးတော့မြားမှန်မဲ့နေရာကိုပဲကောင်းကောင်းကာကွယ်ထားလိုက်ရင်ရပြီဖြစ်ပါတယ် ဒီတော့နောက်ဆုံးမေကွန်းလေးလာပါပြီခင်ဗျားစဉ်းစားလို့နားမလည်သေးတဲ့ကိစ္စတွေဘာတွေများရှိသေးပါလဲကျွန်တော်အပတ်စဉ်ခင်ဗျားတို့အတွက်ဖြည့်ရှင်းပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒီကဘာပေါ်ကလူတွေအကုန်လုံးဟာခေါင်းငိတ်ပြီးဖုန်းမဲတုံးနေကြတာပဲဖြစ်ပါတယ်ဆရာဝန်တွေဟာလည်းလူနာကိုစေးထိုးပေးနေပေမဲ့လည်းခေါင်းကုတ်ငုပ်ပြီးဖုန်းကိုသာအဆက်မပြတ်ကြည့်နေကြပါတယ်ယောက်ျားလေးတယောက်ဟာလမ်းလျှောက်နေရင်းနဲ့လက်တစ်ဖက်မှာလေဖုန်းကိုအဆက်မပြတ်ကြည့်နေခဲ့ပါတယ်။သူဟာမီတာတိုင်ကိုကောင်းတဲ့အတိုင်းမိပြီးဘေးနားကဖြတ်သွားတဲ့မိန်းကလေးရဲ့အဝတ်ကိုတော့လက်လန်းမီယာဆွဲချွတ်ချလိုက်ပါသေးတယ်။ ဒါပေမဲ့သူတို့ဟာဘာမှမဖြစ်ခဲ့သလိုမျိုးနေနေခဲ့ပြီးကိုစီဖုန်းကိုပဲအဆက်မပြတ်ကြည့်နေပါတော့တယ်။အဲဒီအချိန်မှာကောင်မလေးဟာစားသောက်ဆိုင်တစ်ခုကိုရောက်လာခဲ့ပါတယ်။ကြောင်နေတဲ့နေရာရှိကိုရောက်လာကလက်ထဲမှာလေသူ့ကောင်လေးနဲ့အဆက်မပြတ်စကားပြောနေခဲ့ပြီးရုတ်တရက်ထိုင်ခုံပေါ်ကိုထိုင်ချလိုက်ပါတယ်။တနားစရာကောင်တဲ့ပူစီကတော့အလိုနယ်ပဲရှော့သွားခဲ့ရပါတယ်။အနောက်ကကောင်လေးမှာတော့ကိတ်တွေမျက်နှာတစ်ခုလုံးပေးသွားခဲ့ရင်တော့တစ်ဆက်ကလေးမှခရုမဆိုင်တဲ့အပြင်မျက်စိနဲ့ဖုံးခွဲခွာဘူလာအထိဘာကိစ္စမှမဖြစ်လိုက်သလိုပါပဲ။ ။အဲနောက်တားဖားနှစ်ယောက်လမ်းလျှောက်နေရင်တားဖြစ်သူမြေပြင်ပေါ်ပြုတ်ကြတာတော့ဖားခင်ဖြစ်သူကတော့တိတော်မတိလိုက်ပါဘူး။တားဖြစ်သူကလည်းဂိမ်းကိုတော့အေးစေးကစားနေတုံးမှာပဲ။မထေမတ်ပဲအလို့သမားတယောက်ဟာဖားခင်ဖြစ်သူကိုဝင်တိုက်မိလိုက်တဲ့အခါမှာတော့သူဟာချက်ချင်းပဲအေးဖို့ဖုန်းဆက်လိုက်ပါလေ။စေယုံရောက်လာတဲ့အခါမှာတော့ဆီယာဝင်းကအစားတစ်ဖက်မှာဖုန်းသုံးရင်းတစ်ဖက်မှာလည်းဆေးထိုးပေးနေခဲ့ပါလေ။သူအဆိုင်လိုက်ပြီးဖြပြေးလေးထိုးသွင်းတဲ့အခါမှာတော့ဘိုးတော်လည်းချက်ချင်းပင်လျှောသွားပါတော့တယ်။အဟာဘိုးတော်ရဲ့လေဝင်တတင်မှာစိုက်ပြီးရှင်းသွားခဲ့ပေမဲ့လေဆရာဝန်မှာတော့ဖုန်းကိုအေးစစေးဆက်သုံးနေပါသေးတယ်။ အဲနောက်မင်းမပြိုလေးတယောက်ဖျက်ရှောက်သွားတဲ့အခါမှာတော့မြေပြင်ပေါ်လဲကျနေတဲ့ဘိုးတော်ကိုကြည်ကသူဟာကင်မရာကိုချက်ချင်းဖွင့်ပြီးတစ်ချက်ချက်နဲ့ဓာတ်ပုံတွေရိုက်နေပါတော့တယ်။အဲနောက်မှာတော့ပုံတင်လိုက်ပါတယ်။မထင်မှတ်ပဲအဲဒီအချိန်မလန့်မကန့်မှလည်းကားအစီဒဏ်တစ်ခုဖြစ်နေခဲ့ပါတယ်။သူဟာမကြောက်မလန့်ပဲအခင်းဖြစ်ပွားရာနေရာရောက်လာခဲ့ပြီးဖုန်းကင်မရာနဲ့ခေါင်းစားခြေဆုံဆက်ရိုက်နေပါသေးတယ်။အဲ့ဒီအချိန်မှာပဲမီတက်ဖွဲ့ကားရဲ့အတန်ကိုကြားလိုက်ရပါမယ်မီတက်အဖွဲ့သားတွေကတော့ခေါင်းဆိုင်ပြီးဖုန်းကိုသာကြည့်နေကြပါတယ်။ဒေါ်မာလီယာပေါ်ပူလာဖြစ်ဖို့အတွက်မီတက်ကိုတခါတည်းပြေးဝင်သွားပါတော့တယ်။ မိတက်ဖွဲ့တွေကခုံဆင်းလာတဲ့သူတွေကိုကယ်နေပေမဲ့တယောက်မှမဖမ်းမိခဲ့ပါဘူးမိတက်သားတယောက်ကလည်းမတော်တဆပြုတ်ချလာတဲ့သူတွေနဲ့ထိခိုက်မိပါသေးတယ်ဒါတို့ပေတာခံပါလဲသူတွေတီကစက်တက်မှုပြုလုပ်နေပေမဲ့ဖုန်းကိုပဲတစ်ချိန်လုံးအာယုံဆိုင်နေခဲ့ပါတယ်ပောက်ကွဲတန်တဲ့အများဘေးဘက်ဝင်းကျင်မှာလည်းသူတယောက်ထဲသားကြမ်းရှိနေပါတော့တယ်သူဟာစံသက်ခံတွေကနေထွက်လာတဲ့အခါမှာတော့အမိုက်စာတစ်ခုဟာသူ့စီလွင်လာခဲ့ပြီးသူ့ဖုန်းဟာလည်းပျက်စီးသွားခဲ့ပါတော့တယ်။အဲနောက်သူ့တေတီကလည်းဒေါသထိတ်ကြောက်ပွဲချင်းပြီးတည်ဆုံသွားခဲ့ပါတယ်။ ပရိသတ်တို့ကိုကျွန်တော်မေးခွန်းတစ်ခုထုတ်ချင်တာကဒီ short video clip မှာကောင်းထောင်လာတဲ့သူတယောက်တည်းသာရှိနေတာဖြစ်ပြီးပရိသတ်တို့အနေနဲ့အဲ့ဒီလူကဘယ်သူများဖြစ်မလဲပြောပြကြပါအောင်နော်